။ဘာပြောပါမလဲ။ပါစတဲ့ပါမလဲ။တက်တာပါမလဲ။လက်ရှိတော်ဝါအော်ဇီယားစစ်တောင်းပါလက်ရှိစလိုက်ပါတွဲဘက်အနေနဲ့တောင်းဝင် ယူရပါမလဲ။ဟာမရတစ်တစ်နှစ်ပါမလဲ။တမ55ပါမလဲ။အဲ့တော့လင်းဝင်လာအစောပိုင်းကလည်းလှုပ်ချင်လို့လှုပ်လာတာမဟုတ်ပါဘူးအခုလင်းဝင်လာတာလည်းကိုယ့်အတွက် ရွေးချယ်စရာ ရှိတယ်ဆိုရဲဟာလေးတိရလို့ဝင်လာခဲ့တာပါကျွန်တော်ရဲ့ our sliver တစ်လက်ရယ် MA1 တစ်လက်ရယ်ပါဗျာစိတ်တမကြပါနဲ့လို့မင်းတို့ထင်တယ်လို့တေမဲနေကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ပါဘူးလို့မင်းတို့တကယ်လို့ရွေးချယ်ခြင်းနဲ့ဆိုရင်မင်းတို့ကတော့တရားရှိတွေကောင်းစင်လီယာတွေကတော့ရဲ့ဆရာကြီးတွေပြောတယ်လို့မျိုး အဲ့ဒီကိစ္စတွေကြီးပဲအဲ့လိုစကားတွေကြီးကအမှန်တည်းကြီးပဲမဟုတ်ပါဘူးလို့မင်းတို့ထင်ထားတာမင်းတို့မျောလင့်ထားတဲ့ဟာအဲ့ဒါတကယ်ပါပဲလို့မင်းတို့တွေးနေတဲ့ဟာတကယ်ပဲရှိပါတယ်လို့အခုလက်ရှိငါတို့ပဲကြည်ပါလို့ငါတို့ဘယ်လိုနေနေရလဲဘယ်လိုထိုင်နေရလဲဆိုတော့ဟိုပွင့်လင်းပြောပါမယ်ကျွန်တော်အရသာလောကကြီးနဲ့စကားကိုပြောပါမယ်ငါတို့ဒီအခုထင်တဲ့ဟာကိုဖြစ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုငါတို့ဒီလောက်ခဲ့တယ် ကျွန်တော်တို့ဘယ်လိုနေထိုင်ရလဲဆိုတာလည်းမင်းတို့လည်းအကုန်လုံးသိပါရဲ့။ကျွန်တော်တို့ခုချိန်မှာကျွန်တော်တို့ထင်တဲ့အတိုင်းကျွန်တော်တို့ဖြစ်တဲ့နေဆိုတာကိုထင်တဲ့အတိုင်းကျွန်တော်တို့လုပ်လိုက်တယ်အခုဆန်းဆိုင်နဲ့ခန်းခိုင်နေလို့ရနေပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်။အားကြောင့်မင်းတို့ထင်တာကမင်းတို့ဖြစ်ချင်တဲ့ဟာရှိတယ်ဟုတ်လဲဟုတ်တယ်မင်းတို့လုံးယူရင်လုံးယူလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျာ။ ကောင်းမှကြိုးတော့ပါတယ်ကျွန်တော်တို့စားကျွန်တော်တို့ကရန်သူလာပါလဲဆိုတာမသိလို့တို့ကရက်ခိုင်းလိုက်ပါတယ်ရက်ခိုင်းလိုက်တဲ့ချက်ချင်းတော့မဖြစ်ပါဘူးပြစ်ခတ်မှုမျိုးရတယ်တော့မရှိပါဘူးတို့ကြည်ထိုးလိုက်တယ်ကြည်ထိုးပြီးတော့ကျွန်တော်တို့ဘက်ကလည်းပြန်ပြောပါတယ်ကျွန်တော်တို့ဒီရရဲ့ဆရာကျွန်တော်တို့ဘာမှမပါပါဘူးကျွန်တော်တို့အကူကြီးတောင်းဖို့လာတာပါလို့ကျွန်တော်တို့ကအဲ့ဒါပဲပြောလိုက်တယ်တို့ကအကူကြီးတောင်းဖို့ဆိုတဲ့စကားပြောလိုက်တော့ အေးဟုတ်ပြီရတယ်အခုညတောင်းဖို့ဆိုရင်လာလာလာကနေလို့အဲ့ဟောင်းနေမင်းတို့ဘာလို့ပြောလဲဘာမှမလုပ်နဲ့မင်းတို့ရတယ်ဘေးမှာပဲအစင်းနေဒါရကညလာလာလာဆိုပြောပါကျွန်တော်တို့ဖြစ်ချင်တဲ့ဟာပြောကျွန်တော်တို့ဒီဒီအပေါ်ကောင်းကနေပြောမှာကျွန်တော်တို့လာခဲ့တာပါကျွန်တော်ကိုညတောင်းရင်လို့ပါအဲ့ဒါပြောပါတယ်ဆိုတော့ဒီရတဲ့ကညဘာဖြစ်လဲငါကမင်းဘာမှမပူနေတော့ကြောက်လည်းမကြောက်နဲ့ဘာမှမဖြစ်ဘူးမင်းမဆိုးလည်းမဆိုးရင်နဲ့အဲ့လိုမျိုးပြောပါတယ်အဲ့ဒီစကားကိုတော့တောက်လျှောက်ပြောခဲ့တာပါတကယ်လည်း ိုးတော့စိုးရင်တာပေါ့ဒါပေမဲ့အခုကိုစိုးရင်တလို့ရတော့တခြားစီပါပဲစိုးရင်မှုတွေတော့အခုကတော့တော်တော်များပြောင်းနေပါပြီကျွန်တော်ရဲ့တကယ်ချင်းနေလဲရှင်းပါကျွန်တော်တော်ရဲဝရဲဘတ်တတော်များလဲဒီလိုတစားရပြင်နေတာပျော်နေရှင်နေတာတွေအကုန်လုံးပြန်တွေ့ရတော့အစိတ်တော်တော်ချလိုက်ပါပြီအဲ့လိုမျိုးပါဗျာ